အဲဟုတ်ကဲ့ပါဒီတစ်ခေါက်မှာ brother တယောက်မေးထားတယ်ကျွန်တော်ကျွန်တော်ဒီ market structure ဘယ်လိုတိချောက်ရမလဲဆိုတာကိုသူကမေးထားတာဖြစ်ပေါ်တယ်။ Okay market structure တိချောက်ဖို့အရင်ဆုံးပါတိထားရမလဲရှင်ကျွန်တော်တို့က market ရဲ့အာဘယ်လိုပြော market က price action market က uptrend ကိုတွားနေရလား downtrend ကိုတွားနေရလားဆိုတာအရင်ဆုံးကျွန်တော်တို့တိထားဖို့လို့မှာဖြစ်ပါတယ်။ Okay market structure ဆိုတာကျွန်တော်တို့ forex trading မှာ break action ပေါ့နော် အပရိတ်အရှင်စီရတက်နေရလားဒါမှမဟုတ်စီရအတက်ဖက်ကိုသွားနေရလားဒါမှမဟုတ်အောက်အောက်ဖက်ကိုရှင်းနေရလားဆိုတာကိုကျွန်တော်တို့ကြည့်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်အလွယ်ကူဆုံးနဲ့အယိုးရှင်းဆုံးပြောရမှာရှင် market structure မှာကျွန်တော်တို့က uptrend down trend ဆိုပြီးတော့နှစ်ခုရှိပါတယ်။ဒီကျွန်တော်တို့ market က uptrend ကိုသွားနေတဲ့အချိန်မှာ uptrend ကိုသွားနေတာလားဒါမှမဟုတ် down trend ကိုသွားနေတာလားဆိုပြီးတော့မှသူက အာနှမျိုးရှိမယ်ပေါ့နော်โอเค ultra မှာဆိုရင် तू က market structure ဘယ်လိုပုံစံနဲ့တွားမှာလဲရှင် higher high higher low ပုံစံနဲ့တွားမှာဖြစ်ပြီးတော့ downtra မှာဆိုရင် lower high lower low ပုံစံနဲ့တွားမှာဖြစ်ပါတယ်โอเคကျွန်တော်ကနမူနာဒီမှာ share share ပြန်မှာဖြစ်ပါတယ်โอเคဒီမှာနမူနာကျွန်တော်โอเคဒီမှာနမူနာကျွန်တော်ဆက်ပြမယ်ရှင်ဒီမှာ market ကကျွန်တော်တို့ကဒီမှာထပ်ပါတော့ DN နေတက်မယ် higher high လို့ပြန်ရှင်းမယ်ပြန်တက်မယ်ပြန်ရှင်းမယ်ပြန်တက်မယ်ပြန်ရှင်းမယ်ပြန်တက်မယ်ဒါရှင်ကျွန်တော်တို့ကာမကက်က up trans ဖြစ်ပြီးတော့သူက higher high higher လို့ပုံစံနဲ့တွားနေရစီပဲโอเคဒီမှာကျွန်တော်တို့ဒီမှာကြည့်ရရင်ဒီမှာတက်ထားတဲ့နေရာကိုဒီနေရာကို higher high လို့ခေါ်ပြီးတော့မှဒီနေရာကို higher low ပေါ့โอเคဒီမှာရှင်လဲ higher low ကိုနေပြန်တက်တယ်ဒီမှာ higher high ဖြစ်မယ်ဒီမှာ higher low ဒီမှာ higher high ဖြစ်မယ်ဒီမှာ higher low ပေါ့ ဒါက market structure up trend မှာသွားနေတဲ့ပုံစံမြင်ရမှာဖြစ်ပါတယ်။ Okay down trend မှာဆိုရင်သူကဘယ်လိုပုံစံမျိုးသွားမလဲရှင်သူက Okay lower high lower low lower low lower high lower low lower high lower low ပုံစံနဲ့ market က down trend ကို out down trend ကိုရှင်းသွားမှာပဲဖြစ်ပါတယ်။ Okay ဒီမှာဆိုရင် lower low lower high lower low lower high lower low lower high ပေါ့နော် okay ဒီပုံကြည့်ရင်ကျွန်တော်တို့အော်ဒီပေါ်တရားနားလိုက်မယ်ထင်ပါတယ်ဒီကတော့ကျွန်တော်တို့ market structure အထရမဆိုရင်ဒီမှာသူကဒီမှာ higher high higher low higher high higher low higher high higher low ဆိုပြီးတော့သွားမှာဖြစ်ပြီးတော့ဒီ market structure down trend မှာဆိုရင်ကျွန်တော်တို့ lower low lower high lower low lower high lower low lower high ပုံစံနဲ့သွားမှာဖြစ်ပါတယ် market structure နဲ့ပတ်သက်ပြီးတော့ ကျွန်တော်အသေးစိတ်သိချင်တယ်ဆိုရင်ကျွန်တော်ရဲ့ YouTube account မှာတွားရောက်လေ့လာကြည့်ရှုလို့ရပါတယ်